မင်္ဂလာပါကျွန်တော်တို့ရဲ့ရွှေရီကပ်ပေါ့ချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီဒီနေ့မှတော့ထိုင်းနေကမြန်မာနိုင်ငံရဲ့ရာဇဝင်ကိုထည့်သွင်းရိုက်ကူးထားတဲ့တောင်ငူခေယူရီးယားနဲ့မြန်မာစစ်ပွဲဇာတ်လမ်းလေးကို recap အနေနဲ့ပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရီကျွန်တော်တို့ရဲ့ channel လေးကအကြီးစုတွေမပြင်းရလေအောင်တနေ့တခြားမယိုးနိုင်တဲ့ဇာတ်ကားကောင်းတွေကိုစဉ်ဆက်မပြတ် recap ပြုလုပ်ပေးလျက်ရှိပါရီခင်ဗျာဒါကြောင့်မို့ဇာတ်ကားကောင်းများကိုကြိုက်ပါရီကြီးစုခြင်းမာရီဆိုတဲ့မိတ်ဆွေတို့အနေနဲ့ ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဘေးနားကခေါင်းလောင်းလေးကိုလည်း VPN လေးခံပြီးကြည့်ပေးဖို့လည်းတစ်ဆောင်ပြက်နဲ့မြေတားရက်ခံပြရစီကဲဒါဆိုရင်တော့ဇာလန်းလေးကိုစတင်လိုက်ကြရအောင်ပါခင်ဗျာဇာလန်းရဲ့အဆောက်အဦတော့ AD 1563ခုနှစ်သူရိယထိုင်းမိဘရားကြီးနတ်ရွာဆန်ကျင်နဲ့စတင်ထားခဲ့ပါတယ်ဒူရီယာထိုင်းမိဘကြီးနဲ့ရွာဆက်ပြီး15နှစ်အကြာမှာဘရင်တော်မင်းတရားကြီးဟာဟန်တာဝရီဘရင်အနေနဲ့နန်းတက်ခဲ့ပါရီဘရင်တော်ဟာသူ့ရဲ့တပ်မတော်ကြီးနဲ့အတူမော်လမြိုင်နယ်စပ်ကနေယူရီယာကိုဆစ်ရှိခဲ့ပါရီ ယူရီးယားနိုင်ငံယူရီးယားကိုသွားရလမ်းတစ်လျှောက်ထိုင်းနိုင်ငံမြောက်ပိုင်းမြို့တွေကိုတောက်လျှောက်သိမ်းပိုက်ခဲ့ပါတယ်။ကမ်ဖန်ဘတ်စုခိုထိုင်းနဲ့ဆဝမ်လုံးမြို့တွေကိုအောင်းနိုင်ခဲ့ပြီးချိန်မှာဗီးနောင်မင်းတရားကြီးကသူ့ရဲ့တပ်တော်ကြီးနဲ့အတူတူပိတ်သလောက်မြို့ကိုဆက်လက်ရှိတက်ခဲ့ပါတယ်။ပိတ်သလောက်မြို့ကိုရောက်တဲ့အခါဗီးနောင်ဟာစစ်မီးကိုဆက်လက်တောက်လောင်စေခဲ့ပါတယ်။ပိတ်သလောက်နန်းတော်ထဲမှာတော့ပိတ်သလောက်ဘရင်မဟာဓမရာဇာဟာမူကြီးမက်ရာရီနဲ့ညီလာခံသပင်စင်ရင်ပွဲကျင်းပနေပါတယ်။ပထမဆုံးအချိန်ဖြစ်အင်အားလုံးရင်းနဲ့ဝိုင်းပိတ်ခံထားရတဲ့ပိတ်တလောက်ဟာစာနယ်ဇင်းခါပြက်လက်မှုနဲ့ရင်ဆိုင်နေရပါလိမ့် မကြာခင်မှာအထောက်အထားတရားရောက်ရှိလာပြီးအယုဒိယဘုရင်မဟာချက်ကရာဖတ်နဲ့တပ်သားတွေကသူ့မျိုးတော်ခံစည်းအတွက်စစ်ရေးပြင်ဆင်ထားပြီဖြစ်ကြောင်းလာရောက်လျှောက်ထားပါသည်အယုဒိယမှာအန်နီယယ်ဖြစ်ခဲ့စဉ်ကူညီပေးခဲ့ပေမယ့်အခုပိတ်သက်လောက်အန်နီယယ်ကြားချိန်မှာသူ့စီကိုစစ်ကူမလုပ်ပေးပဲအတ္တကြီးနေတဲ့မဟာချက်ကရာဖတ်ကိုမဟာဓမ္မရာဇာကအမျက်တော်ရှာခဲ့ပါသည်ဒါကြောင့်မဟာဓမ္မရာဇာဟာအယုဒိယကိုမဟာမိတ်ဖြစ်ကနေပယ်ဖျက်လိုက်ပါသည်ပိတ်သက်လောက်ယမန်တယောက်ဟာစာချုပ်လေးတစ်ခုကိုလေးနဲ့ပြပြီးဘုရင်အောင်ဘက်ကိုပို့ပေးလိုက်ပါသည်ဘုရင်အောင်မင်းကစာချုပ်တော်ကိုဖတ်ပြီး မဟာဓမ္မရာဇာကအရှုံးပေးလိုက်ကြောင်းသိလက်ရပါတယ်။ဘရင်အောင်နဲ့စစ်တပ်ကြီးဟာပိတ်တလောက်မြို့ကိုဝင်ရောက်လာပြီးအယုဒ္ဓယာဘက်ကပါမလာဟန်တာပူရီဘက်ကကူမာလာလို့လွတ်လပ်စွာဆုံးဖြတ်ခွင့်ပေးလိုက်ပါတယ်။မဟာဓမ္မရာဇာကတော့သူဟာဟန်တာပူရီဘက်ကနေတိုက်မှာဖြစ်ပြီးတစ္ဆာခန်အနေနဲ့သူ့ရဲ့သားဖြစ်သူအုံနမ်ကိုခေါ်သွားဖို့ထည့်လိုက်ပါတယ်။အုံနမ်ဆိုတာကတော့ဗျန်နရီနေရဲဆွမ်းရဲ့ငယ်နေမီဖြစ်ပါတယ်။ဘရင်အောင်ကလည်းနေရဲဆွမ်းကိုတားအေးနဲ့မချားဆောင်းရှောက်မှာဖြစ်ကြောင်းတစ္ဆာဆိုလိုက်ပါတယ်။နေရဲဆွမ်းဟာဖခင်ရဲ့ပြတ်သားတဲ့မျက်နှာနဲ့မိခင်ရဲ့မျက်ရည်တွေကိုမျက်ကွယ်ပြူကာ ဖခင်နဲ့တိုင်းပြည်အတွက်ဟန်တာဝရီတိုင်းပြည်ကိုလိုက်သွားပါတော့တယ်။ဟန်တာဝရီဘုရင်ရဲ့ရှေ့မှာအယူသေးမပေးချင်တဲ့ရဲစွမ်းအတွက်ဘုရင်ကအလျှော့ပေးလိုက်ကနေသားသလိုနေစီပါတယ်။ဘုရင်အောင်ကတော့အယူတရားကိုတင်ပိုက်ဖို့အတွက်ဆက်လက်ရှိတက်သွားခဲ့ပါတယ်။ယူရီးယားတွေဟာယူရီးယားရဲ့မြို့ရိုးပေါ်ကနေအဝင်မခံပဲအတကုံစော်ကြပါတယ်။ဟန်တာဝရီတပ်ကတော့လင်းစင်တစ်ခုကိုစောက်ကဘိန်းတက်တွန်းလာပြီးမြို့ရိုးကိုကျော်တက်ကြပါတယ်။နောက်ဆုံးမှာတော့မြူတကားကပွင့်သွားတာကြောင့်တတိပြောင်ခန်းစေကောင်းလို့တဲ့အယုဒိယဟာဟန်တာဝရီရဲ့ပိတ်ဆို့ခြင်းကိုခံလိုက်ရပါပြီ။ ။ဒါရုံရဲ့စွမ်းကတော့မကြခင်မိုးရသည်ရောက်တော့မှဖြစ်တာကြောင့်ခဏလေးတောင့်ထားကြဖို့သူစစ်တပ်ကိုအားပေးနေပါရီ။မိုးရလို့ရေကြီးတဲ့အခါဟန်တာဝရီစစ်တပ်ဟာကျုံးရင်နဲ့အတူတူပါသွားမှဖြစ်ကြောင်းပြောပြပါရီ။အဲ့ဒီအချိန်ထိစောင့်နေပါကလေစစ်သားတွေအားလုံးတည်ဆုံးခြင်းဖြစ်နိုင်ကြောင်းလည်းရှောက်တည်နေကြပါရီ။ရမဲစွမ်းကတော့စစ်တပ်ကိုရတတ်နိုင်မဲ့သူကဘရင်နောင်သာဖြစ်တာကြောင့်စောင့်နေကြဖို့ပြောပြပါရီ။ဘီရင်အောင်ဟာသူ့ကိုအစဉ်ပြူရော်လေးကောင်ဆက်တာပါကသူဟာရမဲစွမ်းကိုခေါ်ပြီးဟန်တာဝရီကိုပြန်မဲလို့ခရီးပေးလိုက်ပါရီ မဟာချက်ဂရာဖတ်ကတော့ရမဲစွမ်းကနန်းဆက်မင်းသားဖြစ်တာကြောင့်ခေါ်ဆောင်သွားဖို့မရကြောင်းပြောတဲ့အခါဘီရင်တော်ကမဟင်မင်းသားကိုနန်းဆက်ခံမှုထားခဲ့မှာဖြစ်တယ်လို့ပြောပါတယ်။ချက်ဂရာဖတ်ကသူ့ရဲ့တုံမန်းတွေကိုပြန်လှုပ်ပေးဖို့ပြောတဲ့အခါတုံမန်းတွေကိုရမဲစွမ်းရဲ့အမှုတော်ထံအဖြစ်ခေါ်သွားမှာဖြစ်ကြောင်းဘီရင်တော်ကပြောပါတယ်။အကယ်၍ဖန်စီကန်စစ်သားတုံမန်းတွေကိုပြန်လှုပ်ပေးရမယ်ဆိုပါကချက်ဂရာဖတ်နဲ့မိဖုရားဆွန်တုံကဟန်တာဝရီကိုလိုက်ခဲ့ရမယ်လို့ဘီရင်တော်ကပြောပါတယ်။ဒီလိုနဲ့ပဲဘီရင်တော်ဟာရမဲစွမ်းနဲ့နရဲစွမ်းကိုတစ္ဆာခံဖြစ်ခေါ်ဆောင်ပြီးဟန်တာဝရီကိုပြန်ခဲ့ပါတယ်။ ။နရဲစွမ်းရဲ့မိခင်ကရန်သူနယ်မြေမှာနေရမယ့်နရဲစွမ်းအတွက်စိတ်ပူမိကြောင်းပြောတဲ့အခါဓမ္မရာဇာကဟန်သာဝရီဟာရန်သူမဟုတ်တော့တဲ့မဟာမိတ်နိုင်ငံဖြစ်သွားပြီလို့ပြောပြလိုက်ပါရီ။ဟန်သာဝရီကိုရောက်သွားတဲ့နရဲစွမ်းဟာတရမှာတိုင်းကန်လှည့်လေခဲ့ပါရီ။တနင်္လာရောက်မှသူ့ရဲ့ကိုရန်တော်တွေကိုနန်းတော်ဝင်းထဲမှာနေစေခဲ့ပြီးသူကတော့ယူရီးယားတုံ့ပန်းနေထားတဲ့မျိုးပြင်ကယူရီးယားစုရက်ွက်စီထွက်ခဲ့ပါရီ။နရဲစွမ်းကသူ့ကိုသူယူရီးယားတုံ့ပန်းအဖြစ်အမြဲခံယူထားတာပဲဖြစ်ပါရီ။ မျိုးပြင်ယူရီးယားတက်မှာတော့လက်မှုပညာအနုပညာလက်ရမျိုးစုံနဲ့အယောင်းဝင်လောက်ကအတမွေးရက်တည်နေတဲ့ယူရီးယားတွေရဲ့ဈေးတန်းတစ်ခုကိုတွေ့လိုက်ရပါတယ်ဈေးတန်းရဲ့တနေရာမှာတော့ယူရီးယားခရိုနီတယောက်ဖြစ်တဲ့ဒေဟာအကျွေးမပေးတဲ့ဈေးတဲ့တချို့ကိုလူမိုင်းနှစ်ယောက်နဲ့မိုက်ကြီးခွဲကြွေးတောင်းနေပါတယ်အဲ့ဒီအချိန်မှာပဲမိဘမဲ့ယူရီးယားကလေးတယောက်ကဗိုက်စာလွန်လာကြောင်းဈေးတဲ့ကမုန်တွေကိုဘာမပြောညာမပြောနဲ့ယူစားပါတော့တယ်ဈေးတဲ့တွေကသူ့ရဲ့နောက်ကိုလိုက်ပြီးဖမ်းဆီးနှိပ်စက်နေတာကြောင်းသူများနိုင်ငံမှာတုံ့ပန်းဖြစ်နေတာချင်းတူပါလျက်လူမျိုးချင်းတူမညာတရားကောင်းလားလို့ဆိုတာနေရဲစွမ်းက န်တဲ့အခြားသူတွေအတွက်စူပူလိုက်ပါရီခရိုနီဒန်ကတော့သူဟာယူရီးယားနိုင်ငံသားမဟုတ်တော့ကြောင်းနဲ့ဘရင်တော်ကသူ့အတွက်အစိမ်းအောင်ကပ်ပြားထုတ်ပေးထားတာကြောင့်ဟန်တာဝရီသားဖြစ်သွားပြီလို့ပြောလိုက်ပါရီနရဲဆွမ်းကဒန်ကိုသစ္စာပေါလို့ပြောတာကြောင့်ခရိုနီဒန်ကသူကြီးပွားမဲ့နေရာမှာသူနေတာဖြစ်ကြောင်းပြောပြလိုက်ပါရီနရဲဆွမ်းရဲ့အဖေကိုယ်တိုင်ကလည်းဟန်တာဝရီဘက်မှာရက်တီလိုက်တာကြောင့်သူတို့တွေကဟန်တာဝရီကိုရောက်နေကြောင်းခရိုနီဒန်ကပြောလိုက်ပါရီခရိုနီဒန်ကအဲ့ဒီကလေးတွေကိုလွှတ်ပေးလိုက်တဲ့အခါကလေးငယ်က သူဟာမိဘမဲတယောက်ဖြစ်တာကြောင့်နရဲစွမ်းစီမှာအမှုတော်ထမ်းပြစေလို့ပြောပြီးလိုက်ပါလာပါသည်လန်ခုလက်တနေရာရောက်မှဟန်သာဝရီမင်းရဲ့မိတော်မင်းရဲ့ကျော်စွာကိုနရဲစွမ်းကအယုဒေမပေးတာကြောင့်မြို့သားမင်းကအယုဒေပေးဖို့ပြောနေပါသည်မြို့သားကနရဲစွမ်းကိုမြင်းမော်ကနေဆွဲချတဲ့အခါအတူတူပါလာခဲ့တဲ့မိဘမဲကလေးကမြို့သားကိုတိုက်ခိုက်ရင်းအခြေအနေကရှုပ်ထွေးနေပါသည်လူတွေကလည်းဝိုင်းကြည့်နေပြီးဘရင်တော်မင်းတရားကြီးကလည်းအဲ့ဒီနေရာကိုရောက်လာပါသည်ဘရင်တော်မင်းတရားကြီးကတော့နရဲစွမ်းဟာ သူ့ကိုယ်တော်အယူသေးမပေးဖို့ခွင့်ပြုထားတာကြောင့်အခြားဘသူကမှအယူသေးပေးစရာမလိုကြောင်းပြောသွားတယ်။ကြီးစင်ငယ်လိုက်စင်ရဲ့အယူသေးပေးခြင်းဆိုပါကလည်းမင်းရဲ့ကြော်စွာကလည်းနရဲစွမ်းကိုအယူသေးပေးရမှာဖြစ်တယ်လို့ပြောကမင်းရဲ့ကြော်စွာကိုအယူသေးပေးစီပါရီ။အဲဒီမှာပဲမင်းရဲ့ကြော်စွာနဲ့နရဲစွမ်းဟာမြို့သားမင်းမြောက်ပေးမှုကြောင့်အဖို့အထစ်ဖြစ်ကြရပါလိမ့်။နောက်တစ်ခါမှတော့ပိတ်တလောက်ဘရင်ကတော်ကဟန်သာဝရီနဲ့ပိတ်တလောက်ကိုဂုံကူးနေတဲ့ဂုံတဲ့မျိုးသမီးတွေကိုစာဖို့ငတ်တကောင်ပေးပြီးနရဲစွမ်းရဲ့အကြောင်းထူးကိုအကြောင်းကြားပေးဖို့ခန့်လိုက်ပါရီ။နရဲစွမ်းနဲ့မိဘမေတို့ဟာ ဆရာတော်ဘုရားခေါ်ထားတာကြောင့်ဘုန်းကြီးเจ้าကိုရောက်သွားတဲ့အခါတင်မလင်ခွေထိုင်မီအိတ်နေတဲ့ဘုန်းတော်ကြီးကိုတွေ့ရပါတယ်။ဘုန်းကြီးအိုကြီးတွေဟာကြည့်လိုက်တိုင်းတမန်နှလုံးငုတ်တော့အိတ်နေတတ်ကြတယ်လို့ပြောပြီးပြန်လာခဲ့ကြပါတယ်။နောက်တော့မှဆရာတော်ဟာတရားထိုင်နေရာကထလာတာကြောင့်နေရဲစွမ်းကသူတို့ဟာဘုရင်တော်မင်းကပညာသင်ဖို့လွှတ်လိုက်တဲ့သူတွေဖြစ်ကြောင်းပြောပြပါတယ်။ဘုန်းတော်ကြီးကနေရဲစွမ်းနဲ့အတူပါလာတဲ့နာမည်မရှိမိပါမယ်ကိုဘုံသိန်းလို့အမည်ပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့နေရဲဆွမ်းတဲ့ဘုံသိန်းကယူရီးယားစုဘက်ကိုထွက်တဲ့မဟုတ်ဦးနာကဆီအာရိုရဲ့ဘုံကြီးချောင်းကိုရောက်ခဲ့ပါတယ် ကျောင်းမအရင်ရှိနေတဲ့မဏီချန်ဆရဲကောင်းမလေးနဲ့ကရောက်စားဖြစ်ပြီးပြန်လဲထွက်လာတဲ့နေရဲစွမ်းတို့ကိုဆရာတော်ကလမ်းခေါ်လိုက်ပါရီဆရာတော်ကနေရဲဆန်ကိုတောင်းပန်ဖို့မကြက်ညီကိုပြောပါရီဆရာတော်ကဘေးနားကဒဇင်ကိုယူပြီးနေရဲဆန်ကိုမျက်ရိပ်ခိုင်းတဲ့အခါနေရဲဆန်ကပညာသင်မှုလာတာမျက်ရိပ်နေရတယ်လို့ပြောပါရီဘုံသင်းကလည်းတန်ကြီးတက်နေတဲ့ဒဇင်ကလက်နှက်လာလို့မိပါရီဆရာတော်ကတိုင်းပညာကျွမ်းကျင်သူရဲ့လက်မှာဘယ်အရာမဆိုလက်နှက်ဖြစ်နိုင်ကြောင်းပြောပြီးလက်မျက်စည်းကိုတောင်းဝင်းတဲ့ကောက်ကဘုံသင်းကိုပြစ်လိုက်ပါရီ ။ဒဇင်ဟာဘုံသင်းရဲ့နောက်နောက်ကတစ်ပင်ကိုစိုက်သွားပြီးတစ်ပင်နဲ့ဒဇင်ကြားမှာဘုံသင်းကလှုပ်မရဖြစ်နေပါရီ။ဒီတော့မှနေရဲစွမ်းတို့ကသဘောပေါက်သွားခဲ့ပါရီ။ဆီယာရိုဟာပွဲချောင်းပညာကိုသင်ချင်မှာကဘုံကြီးရင်ဝဲရမှာဖြစ်ကြောင်းပြောကာနေရဲစွမ်းကိုဘုံကြီးဝယ်ပေးလိုက်ပါရီ။ဘုံကြီးချောင်းသားဖြစ်သွားတဲ့ဘုံသင်းကတော့လမ်းမတွေးသမျှသူ့ကိုအနိုင်ကျင့်မှုခဲ့တဲ့သူတွေကိုပမာမခန့်လို့ရင်စွန်းတောင်းကိုထန်ကမြောက်ကြွမြောက်ကြွဖြစ်နေပါရီ။ဆီယာရိုဟာနေရဲစွမ်းကိုဘွေးချောင်းပညာရက်ဒီအားလုံးနဲ့ရှင်ဘီနိုတက်အပ်တဲ့18ရက်ကိုတင် जा ပေးလိုက်ပါရီ။ ။တရက်မှာတော့ရေချိုးရင်ပန်းခူးထွက်လာတဲ့မဏိချန်ဟာပိုးထိသွားပါလိမ့်။မဏိချန်ရဲ့အော်သံကြောင့်နရဲစွမ်ကမဏိချန်ကိုတွေ့သွားပြီးဘုံသိန်းကခြေပွေကဆရာတော်စီကိုခေါ်လာကဆေးကုပေးလိုက်ရပါလိမ့်။ဒီကိစ္စနဲ့ပတ်သက်ပြီးမဏိချန်ကဘုံသိန်းကိုကျေးဇူးတင်နေပါလိမ့်။နန်းရင်းတန်ရမှာတော့ကြက်ပွဲတစ်ခုကျင်းပနေပြီးမင်းရဲ့ကြော်စွာရဲ့ကြက်ကတောင်ငူကားကြက်ကိုနိုင်သွားပါတယ်။အဲ့ဒီအချိန်မှာပဲမဏိချန်ကယူရီးယားတိုက်ကြက်တစ်ကောင်ကိုပိုက်လာပြီးနရဲစွမ်းတို့စီကိုယူလာပါတယ်။နရဲစွမ်းတို့ကရပလက်ကြက်ကိုပိုက်ပြီးကြက်ဝိုင်းနေစီရောက်သွားပါတယ်။ ။ဆရာတော်ကတော့ဒလိဆန်ညင်မနေဆမ်းမှုအကုသိုလ်ဖြစ်ကြောင်းပြောကအားလုံးကိုကျိန်လုံးစွာကြွေးလိုက်ပါရီ။နောက်တစ်နေ့မှာခရိုနီတန်ကဖုန်ကြီးချောင်းပြီးကကြက်ဆရာစီလွန်စီမှာအကြွေးလာတော့ပါရီ။ကြက်ဆရာစီလွန်ကယူရီးယားချက်ကိုခရိုနီတန်ရဲ့ချက်နဲ့တိုက်ဖို့အကြံပြုပါရီ။ဒီဘွဲမှာယူရီးယားဖျားငါးစုကချက်ကအနိုင်ရပြီးစီလုံရဲ့အကျွေးတွေလည်းကျေသွားပါရီယူရီးယားချက်ဟာဘွဲတိုင်းကျော်ဖြစ်လာပြီးရှင်မဲချက်မဲလာတဲ့အခါမှာခရိုနီတန်ကမင်းရဲ့ကျော်စွာရဲ့ချက်နဲ့တိုက်ကြည့်ဖို့မျှောက်ပေးလိုက်ပါရီညရောက်တဲ့အခါမှာတော့ဒီကိစ္စကြောင့်ပဲဆီအာရိုရဲ့ရိုက်ချက်ကိုခံကြရပြန်ပါရီ နရဲဆွမ်ကအရိုက်ခံနေရတဲ့ကြောင့်ဖျားငါးစုချက်ကိုမင်းရဲကျော်စွာရဲ့ချက်နဲ့တစ်ချိန်လောက်တိုက်ကြည့်ခြင်းကြောင့်ဆရာတော်ကိုတောင်းပန်ပါရီဆရာတော်ကနောက်ဆုံးအနေနဲ့ခွင့်ပြုပြီးချက်ကိုတိုက်ဖို့စီးနှင်းငယ်ပေးလိုက်ပါရီနောက်တစ်ခါမှတော့စီလုံးဦးဆောင်ပြီးမင်းရဲကျော်စွာချက်နဲ့ဖျားငါးစုချက်တို့တိုက်ခိုက်ကြပြီးဖျားငါးစုချက်ကအနိုင်ရခဲ့ကမင်းရဲကျော်စွာရဲ့ချက်ကိုတော့မြို့သားကတပ်ပစ်လိုက်ပါရီမဏီချန်တို့ကတော့ဖျားငါးစုချက်ကိုတော့ရဲမှသွားလှုပ်ပေးလိုက်ပါရီနောက်တစ်ခါမှတော့လန်ရှမ်းပြည်နယ်ပြည်ကသူ့နိုင်ငံမှာနမ်းမွေစက်ခံမဲ့သူမရှိတာကြောင့် အယုဒ္ဓယာဘုရင်ရဲ့တမိတော်ပတ်စာထရီကိုစားချွန်းလွားပို့ပြီးလာရောက်ကမ်းလှမ်းခဲ့ပါတယ်တောင်ကူမာတို့ဘီရင်အောင်ကနေရဲဆံကိုခေါ်ပြီးချက်ကရာဖတ်ရဲ့တမိတော်ဟာလန်ရှမ်းပြည်ကိုရွှေလန်းခင်းမှုသွားမှာဖြစ်တာကြောင့်ဓမ္မရာဇာကတမိတော်ကိုလမ်းကနေဖျက်လူစေခြင်းကြောင့်သူ့စီကိုစားကျွန်တော်ပါလိုက်ပါတယ်လို့ပြောပါတယ်။နေရဲဆံကတော့နောက်တစ်ခါဟန်သာဝရီကကျူးကျော်လာပါကအခုအညီရဖို့မဟာမိတ်ဖွဲ့ကအတော်ကိုစတာတာဖြစ်တယ်လို့ဘီရင်အောင်ကိုပြောပါတယ်။ချက်ကရာရဲ့တမိတော်ဒီမော့ဆိုကိုရောက်တဲ့အခါမှာတော့ဘီရင်အောင်ရဲ့အဖွဲ့ကလမ်းကနေဖျက်လူခဲ့ပါတယ်။မင်းသမီးကဟန်သာဝရီကိုရောက်တဲ့အခါမှာ သူခန္ဓာကိုယ်ကိုလိုချင်တော့ယူထားဖို့ ਨੇ သူနှလုံးသားကတော့များနိုင်ကြောင်းပြောကသူနှလုံးသားထဲတွေကိုဇတိုးနဲ့ထိုးဆိုင်ချလိုက်ပါတော့တယ်။ဓမ္မရာဇာရဲ့မိဖုရားနရဲဆွန်ရဲ့မိခင်ကမိုးရဲလီထဲရောက်လာပြီးသူညမဟာဓမ္မရာဇာရဲ့အကြံပေးမှုကြောင့်သူ့ကိုယ်သူတက်တည်သွားပြီဖြစ်ကြောင်းပြောပြပါလိမ့်။ချက်ကရာဖက်ရဲ့ညီလာခံမှာတော့မင်းကြီးဟာအမျက်တော်ပွားနေပါလိမ့်။မိဖုရားလူခံရတဲ့ကိစ္စကြောင့်လန်ရှမ်းပြည်ကမဟင်ကပိတ်တလောက်ကဓမ္မရာဇာကိုတိုက်ခိုက်မဲ့အရေးမှာသူတို့ကလန်ရှမ်းဘက်ကကူညီမဲ့အကြောင်းချက်ကရာဖက်ကပြောကြားလိုက်ပါလိမ့်။ မဟင်မင်းသားကတော့အယုဒိယရဲ့အကူအညီကိုလက်မခံမင်းရမ်မီယန်နဲ့ပူးပေါင်းကပိသလောက်ကိုတိုက်ခိုက်ပြီးအယုဒိယကိုသိမ်းပိုက်ဖို့ကြံစီနေပါလိမ့်ပိသလောက်မျိုးကိုကာကွယ်ဖို့အတွက်ဘုရင်တော်ကစစ်ကူတွေလွှတ်လိုက်တဲ့အချိန်မှာလန်ရှန်တပ်သားတွေကပြန်လည်ဆုတ်ခွာသွားပြီပဲဖြစ်ပါလိမ့်ဘုရင်တော်ရဲ့အဖွဲ့ကရောက်လက်စားနဲ့လန်ရှန်ကိုတိုက်ဖို့ဓမ္မရာဇာကိုပြောလာပါလိမ့်ဓမ္မရာဇာကတော့စစ်ရေးကျွမ်းတဲ့လန်ရှန်ဘုရင်တော်ကိုမလိုက်ကြဖို့ဖြောင်းပြပါလိမ့်ဘီရင်အောင်ဘီရင်ကြီးကတော့စစ်မတိုက်ဖဲပြန်လာတဲ့တပ်မူနီယောက်ကိုခေါင်းဖြတ်ဖို့လုပ်နေတာကြောင့်ဓမ္မရာဇာကတောင်းပန်ခဲ့တင်လိုက်ရပါတယ် ဓမ္မရာဇာရဲ့ဇနီးနဲ့သားသမီးတွေကိုတော့မောင်တော်မဟင်မင်းသားကအယုဒ္ဓယာကိုပြန်ခေါ်သွားပါလိမ့်။လန်ရှန်နဲ့အယုဒ္ဓယာဟာပူးပေါင်းသွားတာကြောင့်အယုဒ္ဓယာမဟာမိတ်မဟုတ်တော့ကြောင်းဘုရင်တော်ကပိတ်တလောက်ဘုရင်ကိုပြောလိုက်ပါလိမ့်။ပိတ်တလောက်နဲ့အယုဒ္ဓယာဟာမျိုးရိုးမတူတာကြောင့်အမြဲတမ်းရှင်ပြိုင်နေကြပြီးမျိုးရိုးတစ်ဖက်ကသာသွားမှာကိုအမြဲဆွေးရိမ်နေကြတာဖြစ်ကြောင်းဓမ္မရာဇာကနရဲစွံကိုပြန်ပြောပြပါလိမ့်။ညီလာခံမှာတော့ပိတ်တလောက်ကအယုဒ္ဓယာကိုတိုက်ခိုက်မဲ့အရေးမှာအကူညီစရာမလိုကြောင်းတားရော်နန္နာကပြောပါလိမ့်။ဘုရင်တော်ကအခုချိန်မှာအယုဒ္ဓယာနဲ့ဟန်တာဝရီဟာအင်အားကြီးနိုင်ငံနဲ့နိုင်ငံဖြစ်နေပြီး အယုဒိယအင်အားပိုကြီးသွားဖို့မဖြစ်နိုင်ကြောင်းပြောကာနန္ဒာရဲ့အဆိုကိုပေးချလိုက်ပါတယ်။နောက်မှထားတိုက်မယ်ဆိုပါကဆုံးရှုံးမှုများနိုင်ကြောင်းအခုချိန်သိမ့်ပိုက်ပါကအလွဲတကူသိမ့်ပိုက်နိုင်မှာဖြစ်ကြောင်းပြောပြနေပါတယ်။တကယ်တမ်းတိုက်ခိုက်ကြတဲ့အခါမှာတော့ဘရင်တော်ရဲ့စစ်တပ်ကြီးကအယုဒိယကိုအလွဲတကူသိမ့်ပိုက်နိုင်ခဲ့ခြင်းမရှိပါဘူး။အယုဒိယသားတွေဟာဘုန်းကြီးကျောင်းတွေကိုဝင်ပြေးတဲ့အခါဟန်တာဝရီစစ်တပ်ကစစ်စည်းကမ်းဖောက်ပြက်ကဘုန်းကြီးကျောင်းကိုပစ်ခတ်ကြပါတယ်။1568ခုနှစ်စစ်ပွဲအတွင်းမှာပဲမဟာချက်ရာဖတ်ဟာနဲ့ရဆန်သွားခဲ့ပြီးမဟင်မင်းသားကနန်းတက်လာပါတယ်။ မင်းရဲ့ကျော်စွာတို့ကစွန့်ခံကြွာလာတဲ့နေရဲစွန်ကိုအဖိုးဖြစ်သူမဟာချက်ကရာဖတ်သည်ဆုံးသွားရခြင်းနဲ့ပတ်သက်ပြီးစောင့်နှောင်နေကြပါလိမ့်ချက်ကရာဖတ်မရှိပါကအယုဒိယဟာကြားဆုံးတော်မှာဖြစ်ကြောင်းမကြခင်မှာသူဦးလေးဘရင်တော်ကနန်းထိုင်ရတော့မှာဖြစ်ကြောင်းမင်းရဲ့ကျော်စွာကစောင့်နှောင်နေပါလိမ့်နေရဲစွန်ကိုစောင့်နှောင်နေတဲ့မင်းရဲ့ကျော်စွာကိုဘွန်သင်းကချမဲ့တကယ်ကြီးလုံနေတာကြောင့်ဆရာတော်ကတားမြစ်လိုက်ရပါလိမ့်ဆရာတော်ကနေရဲစွန်ကိုလာရောက်နှစ်သိမ့်တဲ့အခါမဟင်မင်းသားကစစ်တပ်ကိုအုပ်ချုပ်နိုင်မှာမဟုတ်ကြောင်းနေရဲစွန်ကပြောပါလိမ့် ။ဇီယာရောကတော့ဘုရင်တော်မင်းကြီးအံ့ဩသွားလာအောင်မဟင်ဘုရင်ကအစွမ်းပြမှာဖြစ်တယ်လို့လည်းနှစ်သိမ့်ပါရီ။အယုဒိယမှာတော့တိုက်ပွဲတွေရန်ငွေတွေကြောင့်ပါပဲမဟင်မင်းသားကနန်းတက်ပွဲကျင်းပနေပါရီ။ဘုရင်တော်တက်ဦးမှာတော့ဒူးမြောင်းကိုဖျက်ဖို့အတွက်လူသေးအောင်တွေကိုတရားခင်းကဝင်ရောက်ခဲ့ကြပါရီ။ဒါပေမဲ့လည်းစစ်တီအင်အား၅သိန်းလောက်ကြာဆုံးခဲ့တဲ့ဘုရင်တော်ဟာအဲ့ဒီနေရာမှာအစားထိုးဖို့စစ်တီတွေပြန်လည်စုဆောင်ရပါရီ။တမူးကတော့ຫນွေရသည်ကောမိုးရသည်ကူရာနဲ့ပြန်လည်ဆုတ်ခွာရမှာဖြစ်ကြောင်းဘီရင်အောင်ကိုရှောက်တင်နေပါရီဘီရင်အောင်ကတော့မဟင်ကိုအထင်သေးမိခဲ့တာမဟာအမားဖြစ်ကြောင်းဝန်ခံလိုက်ပါရီ အဲ့ဒီညီလာခံမှာပဲချက်ဂရီကသူဟာအယုဒိယကိုအလွယ်တကူသိမ်းပိုက်လို့ရအောင်ကူညီမယ်လို့ပြောပါရီအဲ့ဒီအတွက်ဆူလက်ဒေါ်ရီကိုပေးဖို့အပေးယူလုပ်လိုက်ပါရီချက်ဂရီရဲ့အကြံကတော့သူကဟန်တာဝရီစစ်သားတွေကိုတတ်ပြီးအချင်းချာရာကနေထွက်ပြေးလာသူလို့မဟင်မင်းကြီးထံကိုအယုံသွေးမှုပဲဖြစ်ပါရီချက်ဂရီကအတော်ဆုံးစစ်တီတွေနဲ့အတူတူပုံဖြတ်ပြီးမဟင်မင်းကြီးထံတစ်ဆာခံပါရီမဟင်မင်းကြီးကလည်းဖခင်ချက်ဂရာဖက်လက်ထက်ကလေးကစစ်တီတော်တယောက်ဖြစ်တဲ့ချက်ဂရီကိုခြွေတားတော့ဆူရှာကအာနာဂုံပေးရလိုက်ပါရီ မြို့ပြမှာပုံအောင်နေတဲ့ဘီးနောင်တပ်ဟာရန်မုံကုံသွားတဲ့အခါဂျာဂရီကတဆင့်ဓမ္မရာဇာရဲ့ဇနီးကိုဆက်သွဲပြီးအယုဒိယစစ်တပ်ကခိုးယူပေးခဲ့ပါတယ်။တော်ဝင်နားကင်ဆောင်ထားတဲ့ဂျာဂရီဟာလက်နက်တွေကိုဟန်သာဝရီတပ်ထဲဝင်လာမဲ့ဘက်မှထားပြီးတပ်သားတွေကိုရန်သူဝင်မလာနိုင်တဲ့မြစ်ဖက်ကမ်းမှာစောက်ခိုင်းခဲ့ပါတယ်။စစ်တပ်တွေကအားကိုးရတဲ့စစ်တီတွေကိုလည်းအပြစ်ရှာကထုတ်ပစ်လိုက်ပြီးစစ်ရေးမကျွမ်းကျင်တဲ့တာမန်ရွာသားတွေကိုအင်အားပြေအောင်ခံထားပါတယ်။အခြေအနေကိုအမြင်မတော်တဲ့တပ်မှုကဂျာဂရီကိုမယုံကြည်တဲ့ညောင်းပြောတဲ့အခါ မဟင်ဘီရင်ကချက်ဂရီကောင်းဖြတ်ထားတဲ့ဟန်တာဝရီစစ်သားတွေကိစ္စကမယုံစရာလားလို့ပြန်မိပါတယ်။တကယ်တမ်းတိုက်ပွဲစားတဲ့အခါမှာလည်းချက်ဂရီရဲ့အကူအညီနဲ့ပဲဟန်တာဝရီတပ်သားတွေဟာအယုဒယာမြို့ကိုလွဲကူစွာကျော်တက်နိုင်ခဲ့ကြပါတယ်။မြူရကားပွင့်သွားချိန်မှာတော့ချက်ဂရီရဲ့အချက်ပြမှုကြောင့်ဟန်တာဝရီစစ်တပ်ဟာတိုက်ခိုက်သူမရှိတဲ့မြို့ရိုးကိုဝန်းရောက်စီးနင်းလိုက်ပါရီဟန်တာဝရီစစ်တပ်ဟာစစ်သားမဟုတ်တဲ့အရဲသားတွေကိုတပ်ဖြတ်ပြီးအိမ်တွေကိုလည်းမီးရှို့လိုက်ပါရီ ဟန်တာဝရီစစ်သားတွေကမဟင်မင်းကိုဖမ်းဆီးခဲ့ချိန်မှာမဟင်မင်းဟာနန်းရင်မြေမှာထိုင်ပြီးဘရင်တော်ကိုခါစားနေတဲ့ချက်ဂရီကိုနာကြီးစွာတစ်ချက်ကြည့်ရင်ထွက်ခွာသွားပါလိမ့်။ဘရင်တော်ဟာမဟင်မင်းကိုအယုဒိယအတွက်စိတ်မပူဖို့ပြောပြီးဓမ္မရာဇာကအယုဒိယကိုစောင်းရှောက်မှာဖြစ်တယ်လို့ပြောပြလိုက်ပါလိမ့်။ဘရင်တော်ဟာဓမ္မရာဇာရဲ့နှမတော်စုပန်ကလေးယာနဲ့ကာကြည်တဲ့30ကျော်ကိုဟန်တာဝရီနန်းရင်းသူတွေအတွက်အကတင်ပေးဖို့ဟန်တာဝရီကိုခေါ်ဆောင်သွားပါလိမ့်။စုပန်ကလေးယာကအယုဒိယကမြေမုံတွေကိုအလွမ်းပြေတည်ယူပြီးဟန်တာဝရီကိုလိုက်ပါလာကအကတင်ပေးခဲ့ရပါတယ်။ ဘရင်တော်ဟာဖခင်ချက်ကရာဖတ်နဲ့တားတော်မဟင်တို့အပေါ်မှာတစ္ဆာဖောက်ခဲ့တဲ့ချက်ကရီကိုဆက်ဆုပ်သွားခဲ့ပါလိမ့်။ချက်ကရီဟာဒီနေ့တစ်ချိန်မှာလည်းသူ့ဘော်ကိုတစ္ဆာဖောက်နိုင်ကြောင်းတွေကရတနာတက်တာမှာချက်ကရီရဲ့လက်နက်ဖက်ကိုတန်နဲ့ဇုံရိုက်ပြီးရေမိန်ပြီးကရေထဲကိုပြေချတတ်ဖြတ်လိုက်ပါလိမ့်။ဟန်တာဝရီကိုရောက်တဲ့အခါစူပန်ကလေးယာကတူဖြစ်သူနေရဲဆန်ကိုတွေ့ကျင်နေပါလိမ့်။ဒါပေမဲ့လည်းစူပန်ကလေးယာဟာနန်းတော်တွေကအပြင်ကိုထွက်မရဖြစ်နေပါလိမ့်။စူပန်ကလေးယာဟာယုဒိယရဲ့မြေကိုဖျားရှင်နဲ့စက်ကတ်ထားပြီးနေစဉ်ပူဇော်ခဲ့ပါလိမ့်။ မကြခင်မှာပဲဘရင်တော်မင်းဒီယာကြီးကြွားချီလာပြီးအယုဒိယရဲ့မြေကြီးတွေကိုစူးစမ်းနေပါလေစူပန်ကလေးယာကတော့မျက်နှာကိုတရုတ်တရေမလို့ပြင်ဆင်ပြီးအခစားဝင်ခဲ့ပါလေစူပန်ကလေးယာကသူဟာအမြဲတမ်းယုဒိယဖြစ်ကြောင်းနဲ့သူမရဲ့အမိမိကလွယ်လို့ဘဲမြေကြီးကိုမှမကိုးဝဲကြောင်းဖြစ်နိုင်ရင်လူမျိုးတူသူယုဒိယတယောက်ကိုလက်ထပ်ချင်ကြောင်းပြောတာကြောင့်ဘရင်တော်ကမဲမျိုးချစ်ဆွဲပွဲကိုပေးအပ်လိုက်ပါလေအဲ့ဒီအချိန်မှာမဟေမင်းကြီးရဲ့ဂျမ်းမာရေးချင်းတွေဟာဆူရွာလာတာကြောင့်ဘရင်တော်ဟာဆေးစရာတွေကိုခေါ်ယူကမေးမြန်းပါလေ ဈေးစရာတွေကနှလုံးရောဂါဟာစိုးဝါနေပြီဖြစ်ကြောင်းပြောတဲ့အခါမဟေမင်းကြီးကိုရောက်အောင်ကုသဖို့အမိန့်ပေးပြီးအကယ်၍မကုသနိုင်မှာကခေါင်းဖြတ်ကွက်မြတ်ခံရမှာဖြစ်တယ်လို့ရာသတမ်းပေးခဲ့ပါတယ်။ဆရာတော်ကြီးကနရဲဆွမ်ကိုမဟေမင်းကြီးရဲ့ကျမကြီးအတွက်နောက်ဆုံးအနေနဲ့ဖြစ်ဖြစ်တစ်ခေါက်လောက်သွားကြည့်တင်ကြောင်းပြောပါတယ်။နရဲဆွန်ရဲ့နှစ်ဖက်မိဘမျိုးရိုးတွေဟာမတည့်အတူနေဆိုပေမဲ့တစ်ချိန်မှာယုဒိယထင်းနှံကိုစိုးမှုရမဲ့သူကဘသူရှိလဲလို့ဆရာတော်ကမိပါရီနရဲဆန်ကဦးလေးတော်ဆက်မဲ့သူမဟေမင်းတရားကြီးကိုတွားရောက်ကြည့်ရှုတဲ့အခ မဟင်မင်းတရားကြီးကရန်သူတော်တရားရဲ့နောက်ဆုံးချိန်ကိုကြည့်ပြီးတွေးပြော်နေအောင်လာကြည့်နေရလားလို့နေရဲဆောင်ကိုမေးပါရီနေရဲဆောင်ကတော့ဘလို့အချိန်နေလဲသိချင်လို့လာကြည့်တာဖြစ်ကြောင်းပြောပါရီမဟင်မင်းကြီးကတော့သူဟာတီတော့မှာဖြစ်တာကြောင့်နေရဲဆန်ပြောနိုင်ပြီဖြစ်ကြောင်းနဲ့အမိဘက်ကအမျိုးဖြစ်တဲ့စူဝမ်နဖုံမျိုးဆက်ဟာသူ့ရဲ့နောက်ဆုံးမှာပြတ်သွားပြီဖြစ်ကြောင်းပြောလိုက်ပါရီနေရဲဆောင်ကတော့သူ့အမျိုးဆိုတာမရှိပဲယူရီယာချင်းချင်းတိုက်ခိုက်နေတာကိုကသူ့အတွက်ဆတ်ဆုပ်စရာဖြစ်တယ်လို့ပြောချလိုက်ပါရီဒီလိုချင်းချင်းမတည့်ဖြစ်နေတာကြောင့်သာဟန်တာဝရီကအလွယ်တကူကောက်ယူသိမ်းပိုက်တာကိုခံခဲ့ရပြီး ျုံပြစ်ခဲ့ရတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဘလို့မျိုးနွယ်မျိုးကပဲမင်းပြူပြူယူရီးယားပြည်ကိုယူရီးယားကသာအုပ်ချုပ်တင်ကြောင်းပြောပြပါတယ်။သူတို့ဟာဘယ်နိုင်ငံဘယ်လူမျိုးရဲ့ခြေကျုံမဟုတ်ကြောင်းကိုရီမုံမုံပြောနေတဲ့ကလေးငယ်ကိုချစ်ပြီးမဟင်ဘီရင်ကြီးဟာပါဇက်အဟောင်းသားဖြစ်နေပါတယ်။မနေနိုင်တော့တဲ့အဆုံးမှာတော့ဘီရင်ကြီးကနရဲဆိုင်ရဲ့ဇကားတွေဟာပညာရှိတယောက်ရဲ့ဇကားတွေဖြစ်ကြောင်းချီးကျူးလိုက်ပါတယ်။မဟင်ကပဲဆက်လက်ပြီးယူရီးယားကအခြားလူကြီးတွေနဲ့ရှေးဘီရင်နေသားနရဲဆန်တွေးတယ်လို့တွေးခဲ့မယ်ဆိုပါကအခုလိုသူတို့ဘာရဲ့ခြေကျုံဘွားကိုရောက်နေမှာမဟုတ်ကြောင်းပြောရင်အံ့ဩနေပါတယ်။ မဟင်ကနရဲဆိုင်ရဲ့ဇကားတွေကိုကြားတဲ့အခါအခုကစပြီးသူဟာတေးဖို့မကြောက်ရွံ့တော့ကြောင်းပြောပါရီအယုဒိယနိုင်ငံတော်ကြီးတွေ့တဲ့စိတ်ချရတဲ့အိမ်ချေဆံကိုတွေ့ပြီးဖြစ်တာကြောင့်နရဲဆွမ်းသာလေးနောက်ထပ်အုပ်ချုပ်မဲ့မင်းဖြစ်စေဖို့သူတော်ကောင်းနဲ့နတ်ပေါင်းစီမှာဆူတောင်းပေးလိုက်ပါရီဒီလိုနဲ့ဆူတောင်းနေနေပဲမဟင်ဟာနဲ့ရွာလာခဲ့ရပါရီအယုဒိယနန်းတော်ရဲမှာတော့ဟန်တာဝရီကရောက်လာတဲ့စာကျွန်တော်ကိုစာတော်ဖတ်တယောက်ကဖတ်ပြနေပါရီစာကျွန်တော်ရဲမှာတော့မဟင်ဘရင်ဟောင်းကြီးကကံတော်ကုန်သွားပြီဖြစ်ကြောင်းဖတ်ပြနေတဲ့အခါမဟင်ရဲ့နှမတော်ဟာပောက်ကွဲသွားတော့တယ် ကြမ်းကြမ်းမာမာရှိနေတဲ့မဟင်ကဟန်တာဝရီကသူတွေရဲ့ဝိုင်းဝန်းလုံးကြံမှုကြောင့်သာအသက်ထွက်ခဲ့ရတာဖြစ်ကြောင်းဆွဆွဲပြောဆိုအောင်ကိုကြွေးပါရီ။ဒီနေ့မှာတော့ဖုန်းတော်ကြီးရဲ့အကြောင်းလေးကိုလူတစုကတိတာကြီးတစ်လုံးကိုတေးလာပါရီ။ဘုံသင်းနဲ့မဏိချန်ကဘသူအခောင်းဖြစ်နိုင်လဲဆိုတာကိုအငင်းပွားနေပါရီ။ဆရာတော်ရဲ့ဒိတ်ဒိတ်ပုံမိမအခောင်းဖြစ်နိုင်ကြောင်းလည်းပြောနေပါရီ။နေရဲဆွမ်ကတော့အခောင်းမဟုတ်ကြောင်းနဲ့အယုဒိယကပါလာတဲ့ပစ္စည်းတွေဖြစ်တယ်လို့ပြောလိုက်ပါရီ။သူတို့၃ယောက်ကတိတာထဲမှာဘာတွေပါလဲဆိုတာသိရဖို့ဆရာတော်အိတ်နေချိန်မှာတွားရောက်ဖွင့်ကြည့်ခဲ့ပါရီ။ ်ဒေတာတွေမှာတော့ဇနက်အရှိတလက်ကိုတွေ့ရပြီးနောက်ထပ်လဲဓာမျိုးစုံနဲ့အခြားထူးဆန်းတဲ့ပစ္စည်းမျိုးစုံကိုတွေ့လိုက်ရပါတယ်ဒီအချိန်မှာပဲဆရာတော်ကနိုးလာပြီးမတို့တင်မထီးတင်နာတွေကိုကြိုင်နာကြောင်းကြိတ်လုံးစာအကျွေးခံရပြန်ပါတယ်နေရဲဆန်ကမတို့တင်မထီးတင်ဘူးဆိုတော့ဒါရီကဘသူဟာရီလဲလို့ဆရာတော်ကိုမေးတဲ့အခါမှာဒါရီဟာယုဒိယရဲ့နမ်းမွေဆက်ခံမဲ့ဘရင်ရဲ့ပစ္စည်းတွေဖြစ်ကြောင်းပြောပြပါတယ်အဲ့ဒီဘရင်ဟာနေရွာဆန်သွားတဲ့မဟာချက်ရာဖတ်လို့တကိုးကြီးမားတဲ့ဖုံးကန်ကြီးမားတဲ့ဘရင်တယောက်ဖြစ်တယ်လို့လဲဆရာတော်ကပြောပြလိုက်ပါတယ်ဒါရီကိုစိတ်အောင်နိုင်ပြီးတဲ့နောက်မှာ အတိတ်နိမိတ်တွေကိုတွက်ချက်ောက်ယူပြီးဘရင်နောင်မင်းတရားကတည်ယူလာခဲ့တာပဲဖြစ်ပါတယ်။ခူရတရားရဲ့ပြောပြချက်အရဘရင်နောင်ဟာယူရီးယားကိုအလုံးစုံသိမ်းပိုက်ထားနိုင်ခဲ့တာမဟုတ်ကြောင်းဟောပြောထားပါတယ်။ဘရင်နောင်ဟာချက်ရာဖတ်လိုမျိုးအဖက်ဖက်ကအောင်နိုင်သူဖြစ်မှသာအမှန်တကယ်အောင်နိုင်သူဖြစ်မှာပါ။ဟူရာညိုဟူရာနှစ်ဖိဟူရာနှစ်တို့ရဲ့တွက်ချက်မှုအရဒီလက်နက်တွေကိုထိတွေ့ကင်တွယ်သူမရှိအောင်ထိမ့်သိမ်းထားရတာပဲဖြစ်ပါတယ်။ဟူရာရဲ့ပြောပြချက်အရဒီနေ့မှဒါရီကိုထိတွေ့ကင်တွယ်နိုင်မဲ့သူတယောက်ပေါ်လာအောင်မှာပါ။အဲ့ဒီနေ့မှပဲသူထိမ့်သိမ်းရတဲ့တာဝန်လည်းပြီးသွားမှာဖြစ်တယ်လို့ပြောပါတယ်။ တနေ့မှာတော့ဆရာတော်ဟာစုပန်ကလေးအားကိုခေါ်ပြီးအပြိုဖြစ်လာတဲ့မဏိကျန်ကိုနန်းတွင်ထဲမှာစောင့်ရှောက်ပေးဖို့တောင်းဆိုလိုက်ပါတယ်။မဏိကျန်ဟာငိုကားကြီးကနေပဲထွက်ပြေးသွားပါတယ်။နန်းတွင်မှာနေရတာကသာပုံမှုကောင်းမှုမှဖြစ်ကြောင်းဖြောင်းပြပြောဆိုတာကြောင့်မဏိကျန်ဟာအားတက်သွားရပါတယ်။နန်းတော်တွေကိုရောက်တဲ့အခါစုပန်ကလေးကညပတ်ပေတူးနေတဲ့မဏိကျန်ကိုရှေ့မှာထားပြီးမဏိကျန်ကိုလိုက်ရှာနေတာကြောင့်အထင်းတော်ကပဲရေချိုးပေးလိုက်ရပါတယ်။မဏိကျန်ဟာရေမချိုးချင်တာကြောင့်ရုန်းကန်အော်ဟင်းရေချိုးရင်းနဲ့ပဲအယောင်ထွက်လာပါတယ်။ဒါနဲ့မှတော့ဘီရင်တော်ကဆီယာရော်စီရောက်လာပြီး နရဲစွမ်အကြောင်းမေးမြန်းပါလိ။ဆရာတော်ကနရဲစွမ်ဟာတက်တင်တက်တဲ့ပညာရည်တီအလုံးတက်မြောက်ပြီးဖြစ်ကြောင်းပြောပြပါလိ။ဆရာတော်ကပဲဆက်ပြီးနရဲစွမ်ဟာတနေ့မှာဘရင်တော်လိုမျိုးဩဇာအာဏာကြီးမားတဲ့ဘရင်တစ်ပါးအထိဖြစ်လာနိုင်ကြောင်းဟောကြားလိုက်ပါလိ။ဘရင်တော်ကလည်းဒါကိုသူတည်ပြီးသားဖြစ်ကြောင်းသူတို့နှစ်ဦးမျက်နှာချင်းဆိုင်စတင်တွေ့ဆုံစဉ်ကလေးကနွေခေါင်းကောင်းမောင်မိုးကျိုးလေးပြင်းနေကြတဲ့အတိတ်အမိတ်တွေကိုကြုံတွေ့ခဲ့ရကြောင်းချက်ချင်းဆိုသလိုပဲအစာအုပ်တွေကလည်းမိတွေထားတောက်ခဲ့တဲ့အကြောင်းကိုပြောပြလာပါလိ။ ခူရာတယောက်ကလည်းဒီလိုဟောပြောခဲ့ပြီးနရဲဆွမ်ကိုတုတ်တင်ပြပွားကဘီးနောင်ရဲ့ကံကြမ္မာကိုပါပိုးဆိုးသွားစေနိုင်ကြောင်းဟောပြောသတိပေးထားပါသည်ဘီးနောင်ကသူ့ရဲ့သားတော်နန္နာကစီရီးသာကျွမ်းကျင်ပြီးအုပ်ချုပ်ရေးပိုင်းမှာတော့မဖြစ်နိုင်ကြောင်းမီးတော်မင်းရဲ့ကျော်စွာဟာလည်းဘီးရင်တစ်ပါးဖြစ်နိုင်တဲ့အရေးချင်းမရှိကြောင်းနောက်တစ်ချိန်မှာတောင်ကူအင်ပါယာကြီးကိုပြက်စီးသွားမှာဆွေးရည်မိကြောင်းပြောပြပါသည်နောက်ထပ်လေမနီချန်အတွက်ဆွေးရိမ်မိကြောင်းတကယ်တမ်းမှာတော့မနီချန်ဟာသူ့ရဲ့သမီးအရင်ဖြစ်ပြီးလပင်ရွှေတီးကိုတပ်ပစ်ခဲ့တဲ့ဆန္နာတီရာနဲ့ရခဲ့တဲ့သူ့သမီးဖြစ်ကြောင်းပြောပြလိုက်ပါရီ ်ဆန္ဒတီရာကိုဆရာတော်ရဲ့ကျောင်းမှာထားခဲ့တာဖြစ်တယ်လို့ပြောပြပါရီနောက်တစ်နေ့မှာတော့ဆန္ဒတီဟာမိမိန်ပေးခံရပြီးမိရှုတက်ခံလိုက်ရတာ ဖြစ်တယ်လို့ပြောပြလိုက်ပါရီကံကြမ္မာဆိုတာပြောင်းလဲလို့မရပါပဲနရဲစွန်ကိုဘရင်တော်မင်းတရားကြီးလောက်နီနီလက်ရုံးရည်နှလုံးရည်ပြေးဝအောင်တင်ကြားပေးထားတာမို့လို့စိတ်ပူမနေဖို့ဆရာတော်ကအားပေးပါရီနရဲစွန်ပေါ်ဂယူဆိုင်လုံးနဲ့ဘရင်တော်မင်းတရားကြီးရဲ့မျက်နှာသာပေးမှုတွေဟာအခြားဆွေတော်မျိုးတော်တွေအတွက်မနာလိုစရာတွေဖြစ်လာခဲ့ပါရီအဲ့ဒီမနာလိုမှုတွေကပဲနရဲစံရဲ့ဘသူမှမမြင်နိုင်တဲ့ကံကြမ္မာကိုပြောင်းလဲစေခဲ့ပါရီ တရက်မှာယူရီးယားရက်ကွက်ရဲ့ဖျားပွဲကျင်းပရာနေရာကိုဘုံသိန်းနဲ့မဏီချန်တို့ရောက်လာပါတယ်။သူတို့နှစ်ယောက်ဟာလူရှင်နဲ့တရားတစ်ခုပေါ်ကိုချိန်ပြီးဘုံသိန်းကမဏီချန်ကိုချိန်ရေးဆိုတာဖတ်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့ကိုစောင့်ကြည့်နေတဲ့လူနှစ်ယောက်ကဘုံသိန်းနဲ့မဏီချန်ကိုဖမ်းဆီးခေါ်သွားခဲ့ပါတယ်။တဖက်ချန်ကကြက်ဆီယာစီလုံကမဏီချန်နဲ့ဘုံသိန်းတို့ကိုလူနှစ်ယောက်ကဖမ်းဆီးသွားကြောင်းနေရဲစွမ်းစီကိုသတင်းပေးလာပါတယ်။နေရဲစွမ်းဟာပွဲကင်းရှီယာကိုသွားပြီးဘုံသိန်းကိုရှာဖွေခဲ့ပါတယ်။ တရားပေါ်မှာကြိုးတုပ်ခံထားရတဲ့ဘုံသင်းကိုခဲနေချိန်မှာလူစုနှစ်ယောက်ကရောက်လာပြီးနရဲဆွမ်ကိုပါဖမ်းဆီးလိုက်ပါတယ်။နရဲဆွမ်ကနှစ်ယောက်လုံးကိုပြန်လည်တိုက်ခိုက်ကာရေကန်ထဲကိုကန်ချလိုက်ပါတယ်။အဲဒီလူနှစ်ယောက်ကရေမကူးရတာကြောင့်နရဲဆွမ်ကပဲရေထဲကနေပြန်လည်ကယ်တင်လိုက်ရပါတယ်။အဲဒီလူနှစ်ယောက်ဟာအသက်သခင်ဖြစ်သွားတဲ့နရဲဆွမ်ကိုဘယ်တော့မှနောက်ထပ်မနှောက်ယှက်တော့မယ့်အကြောင်းသူတို့ဟာစီခိုင်းခံရတာဖြစ်ပြီးသူတို့ကိုခရိုနီတန်ကစီခိုင်းတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ တရက်မှာတော့နေရဲဆွမ်ဟာသူ့ကိုနန်းဆွေနန်းမျိုးတယောက်ကလှုပ်ကြံနေကြောင်းဝေါ်ရာကြောင့်ကိုပြောပြပါရီသူဟာအသက်အနည်းဆိုးရိမ်လာရတာကြောင့်ယူရီးယားကိုပြန်တော့မှာဖြစ်ကြောင်းအတော်ဖြစ်သူစီသတင်းပါပေးဖို့အပြုတော့ဝေါ်ရာကြောင့်ကိုမှာကြားခဲ့ပါရီသူမှာပိတ်သလောက်တက်သား300လောက်နဲ့အဆက်အသွယ်ရှိကြောင်းလည်းပြောပါရီအပြင်မှာအတော်ကိုလည်းခေါ်သွားခြင်းကြောင်းပြောပြလိုက်ပါရီမဏီချန်ကနေရဲဆွမ်းနဲ့တူလိုက်သွားခြင်းနေတာကြောင့်အပြုတော်ကတားဆီးနေရပါရီစုပန်ကလေးရာဟာဘရင်တော်စီသွားပြီးသူရဲ့ကိုကြီးကိုရာရောအခြေကိုပါလို့ခြင်းမှာကနေရဲဆွမ်းကိုယူရီးယားကိုပြန်လှုပ်ပေးပါလို့အပေးယူလုပ်လိုက်ပါရီ ဘရင်တော်ကအားလုံးကိုကြိုသိနေပြီးနရဲစွန်ဟာဒနိမဟန်သာဝရီကိုပုံကံမှာသိနေပေမဲ့သဘောတူခွင့်ပြုကြောင်းသူနဲ့ရွာဆံမိမကြခင်မှာနရဲစွန်ဟာစစ်တပ်ကြီးနဲ့အတူဟန်သာဝရီကိုရောက်လာမှာဖြစ်ကြောင်းစောင့်ကြည့်ဖို့စုပန်ကလေးယာကိုပြောပါရီစုပန်ကလေးယာကပြမလာမန်းတည်တဲ့လောင်အိနေကငှက်ကလေးကိုလွတ်ပေးတဲ့မင်းချင်းတရားနဲ့ပြည်စုံတဲ့ဘရင်တော်အတွက်သူ့ကိုယ်သူပေးဆက်ရတာဂုဏ်ယူမိကြောင်းပြောပါရီဘရင်တော်ကသူ့လိုချင်တာဟာအပေးယူတခုမဟုတ်ဘဲတနေ့မှဆင့်မှန်တဲ့ချက်ချင်းမြတ်တာနဲ့စုပန်ကလေးယာကသူ့ကိုပြန်ချက်လာဖို့သာဖြစ်ကြောင်းပြောကအဲ့ဒီနေ့ကိုပဲစောင့်နေမယ်လို့ပြောလိုက်ပါရီ နောက်တစ်နေ့မှာတော့အချိန်ကြာကြီးစောင့်နေတဲ့အထိပေါ်မလာတဲ့စုပန်ကလေးရာကိုထားခဲ့ပြီးဘွန်သင်းတဲ့နေရဲဆွမ်ဟာစီရိုကိုဒီနေ့မှာဟန်သာဝရီကိုပြန်လာမယ်လို့ပြောကတိတ်တဆိတ်နှုတ်ဆက်ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာအထောက်တော်တွေနဲ့အတူခီးထွက်ခဲ့ပါတယ်။နေရဲဆွမ်ရဲ့အပြန်ခီးမှာလောက်ကွေးမှုထားရဲ့လူတွေကလိုက်လံတက်ဖြတ်တာကိုခံနေရပါတယ်။လောက်ကွေးမှုထားရဲ့လူတွေကထောက်တော်အကျိုးတော်တွေကိုတိုက်ခိုက်နေချိန်မှာဘရင်တော်ရဲ့ရဲမှတ်တွေကရောက်လာပြီးနေရဲဆွမ်ကိုဘယ်သူမှထိခွင့်မရှိကြအောင်အတီးလင်းကျင်ညာလိုက်ပါတယ်။ဒီတော့မှနေရဲဆွမ်ဟာအထောက်တော်တွေနဲ့အတူခီးဆက်ခဲ့ပါတယ်။ ညာရင်ညက်နေခီးတစ်ထောင်နားချိန်မှာအိမ်မက်လိုလိုဘာလိုလိုနဲ့ဆရာတော်ကရောက်လာပါတယ်ဆရာတော်ကအနာကတ်မှာနရဲဆန်အတွက်တောင်ဝင်းကြီးတစ်ခုကစောင့်နေပြီးသူတင်ပေးလိုက်တဲ့အရာတွေကဘဝအတွက်မပြောပါလောက်ကြောင်းကိုကိုရိုင်းကသာအရေးကြီးတဲ့သူတရားဖြစ်လာပြီးကိုအသက်ကိုပေးထားတဲ့သူတွေအားအဖြစ်ယူကလက်နက်အဖြစ်သုံးချဖို့မှာကြပြီးပျောက်ကွယ်သွားပါတော့တယ်နောက်တစ်နေ့မနက်မှာတော့နရဲဆန်ကဘုံသိန်းကိုနိုးပြီးညာတော်ကဆရာတော်လာသွားတာတွေ့သလားလို့မေးလိုက်ပါတယ်ဘုံသိန်းကမတွေ့မိကြောင်းပြောတော့နရဲဆန်က စခန်းသိမ်းပြီးခီးဆက်ကြဖို့ပြောကအယုဒိယကိုထွက်ခွာလာရင်ဇလန်လီကလည်းဒီမာရီမဲအပိုင်းဒီတခန်းရက်သွားပါတော့တယ်